မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူလေ့လာဆွေးနွေးကြမယ့်ကျမ်းစာအပိုင်းကတော့ Corinto Ovarasa ပထမဆုံးအခန်းကြီး7ဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာဒီဆွေးနွေးမှုအတွက်ကျမတို့အဓိကကိုးကားသွားမယ့်အချက်လက်တွေကတော့ The Wise Believers ကပြုစုထားတာဒီပါကောင်းပါတယ်ဒီအခန်းကြီးကတကယ်လို့အရေးကြီးတဲ့အချက်တွေအများကြီးပြောထားတာနော်အဲကောရင်သူအသင်းတို့ကိုရှင်းပေါ်လို့ပေးခြင်းတဲ့ message တွေပေါ့စီလုံးချင်းတို့ဂျေစုတင်ချင်းတို့ ပြီးကိုခရစ်ယာန်ယုံကြည်ခြင်းရဲ့အဓိကခန်းလုံးလို့ပြောရမယ်လဝကတန်တည်င်းစကားအကြောင်းဒီဟုတ်ပါတယ်ကဲဒါဆိုရင်ဒီအကြောင်းအရာတွေတဲ့ကိုကျမတို့အတူတူအသေးစိတ်လေ့လာကြည့်ကြအောင်လားဟုတ်ကဲ့ကောင်းပါပြီအဲအရင်ဆုံးကောရိန္သုတို့ရဲ့နောက်ခံအခြေအနေလေးနည်းနည်းပြောရင်ပိုကောင်းမယ်ထင်တယ်ဟုတ်ကဲ့ကောရင်သူဆိုတာကလေရှ िख ိဂရိနာညမှာတတော်ကိုစီကားတဲ့စိခမျိုးကြီးတစ်ခုပေါ့။အင်းကုံထွေလမ်းကြောင်းတွေရဲ့အချက်တကြားပြီးတော့ရင်ကျေးမှုတွေအတွေးခေါ်တွေအမျိုးမျိုးစုံတဲ့နေရာ ယောမအိမ်ပင်ရလောက်ခန့်လည်းဖြစ်တော့ယောမအလွှမ်းမိုးမှုလည်းရှိတာပေါ့လေအော်ဟုတ်ကဲ့အယောင်အသွေးဆုံတဲ့နေရာပေါ့ဟုတ်တယ်အဲ့လိုပဝင်းကျင်မှာရှိတဲ့အတင်းတော်ဆိုတော့အပြင်လောကရဲ့အသွေးခေါ်တွေတံပိုးထားမှုတွေကအတင်းတော်ထဲကိုအဲစိန်ဝင်လာတယ်ဆိုတော့စိန်ခေါ်မှုတွေပြဿနာတွေရှိလာတာပေါ့อืมရှင်ပေါလိုရန်ဒီပထမစာဆောင်ကအဓိကအဖြစ်အဲ့ဒီပြဿနာတွေပေါ့စေဝံဝဲတာတွေအကျင့်စာရီတော့ပိုင်းရော်ရီရတာတွေဝပြုကိုကဲမှုမှာမရှင်းလင်းတာတွေဒါတွေကိုလမ်းညွန်ဖို့ရေးတာပါ ဟုတ်ကဲ့အခန်းကြီး၄ကတော့အဲ့ဒီထဲကအရေးကြီးဆုံးပြဿနာတစ်ခုဖြစ်တဲ့စိတ်ဝမ်းကွဲမှုအုပ်စုဖွဲ့မှုတွေကိုအဓိကထားပြီးစာဖွင့်လိုက်တာပဲအခုလို့နောက်ခံလေးရှင်းပြပြလို့ပုံမြင်သာသွားတယ်ရှင်ဒီမျိုးရဲ့ယဉ်ကျေးမှုစုံလင်မှုကအသိန်းတော်တွေကပြဿနာတွေနဲ့ဘလို့ချိဆက်နေလဲသိရတာပေါ့ကဲဒါဆိုအခန်းကြီး၄ရဲ့အစပိုင်းအခန်းငယ်၁ကနေကိုကိုအရင်ကြည့်ကြရအောင်ဟုတ်ကဲ့ ရှင်ဘောလို့သူ့ကိုယ်သူမစ်ဆက်ပုံကစိတ်ဝင်စားဖို့ကောင်းတယ်နော်ဖျားသခင်ကြီးအလိုတော်အားဖြင့်ယေရှုခရစ်ဤတမန်တော်ဖြစ်ခေါ်ထားခြင်းခံရတော်သူတဲ့อืมသူ့ရဲ့အခွင့်အာဏာကဘေးကလာတယ်ဆိုတာအဆောက်အအုံတွေကရှင်းနေတာပဲဒါကတော်တော်အရေးကြီးတဲ့အချက်ပြတမန်တော်ဆိုတာအဲ့ဒီခေတ်မှာသူ့အတိတ်ပဲနဲ့သူရှိတယ်ခရစ်တော်ကိုရင်ကရွေးပြီးစေလွတ်လိုက်တဲ့သူသူတည်င်းစကားကိုတည်ဆောင်ဖို့အခွင့်အာဏာပြည့်ဝပေးထားတဲ့သူပေါ့ဟုတ်ကဲ့ရှင်ဘောလုကသူ့တမန်တော်ဖြစ်လာတာဟာလူတွေကြောင့်မဟုတ်ဘူး သူစ조사မှုကြောင့်မဟုတ်ဘူးဖခင်ရဲ့အလိုတော်နဲ့ခေါ်ခြင်းကြောင့်ဆိုတာကိုအလေးပေးလိုက်တယ်အဲ့လိုနဲ့သူဆက်ပြောမဲ့စကားတွေရဲ့အရေးပါမှုအခွင့်အာဏာကိုအခြေခံချလိုက်တာပဲအော်ဟုတ်ကဲ့ authority ကိုယင်တီဆော့လိုက်တာပေါ့နော်ဒါမဲ့လေတစ်ဖက်မှာလည်းသူက corinth အသင်းသားတွေကိုချီးမွမ်းစကားနဲ့စာတာတွေ့ရတယ်နော်အခန်းငယ်၄ကနေခွန်မာလီဟုတ်တယ်သူတို့ကိုယေရှုခရစ်တော်အဖင်တန်ရှင်းစေခြင်းခံရသူများ တန်ရှင်းသူများဖြစ်ခေါ်တော်မူခြင်းခံရတော်သူများလို့သုံးလုံးတယ်။ပြီးတော့သူတို့မှာနှုတ်ပြောစွမ်းရည်နဲ့ဉာဏ်ပညာအလုံးနဲ့ပြည့်စုံစေခြင်းခံရတယ်လို့လည်းပြောသေးတယ်။ဒါနဲ့နေတော့အံ့ဩစရာပဲ။ဘာလို့လဲဆိုတော့နောက်ပိုင်းသူတို့အမားတွေပြောတော့မှမဟုတ်လား။အဲဒီနေရာမှာရှင်ပေါလုရဲ့ချင်းကပုံကသူတို့စိတ်ဝင်စားဖို့ကောင်းတယ်။ဟုတ်တယ်။သူကအတင်းတော်မှာပြဿနာတွေအများကြီးရှိမှန်းသိတယ်။ဒါပေမဲ့တမ်းပြီးတော့အပြစ်မတင်ဘူး။ဝေဖန်တာနဲ့မစားဘူး။ဟုတ်ကဲ့။အဲ့ဒီစားလေ ခရစ်တော်အပြင်သူတို့ရထားတဲ့အချိန်နဲ့ကောင်းချီးတွေကိုအရင်အတိမပြုတယ်။ဖခင်ကသူတို့ကိုဘလို့မြင်လဲ။သူတို့ဟာဘသူတွေလဲဆိုတာကိုအရင်သတိပေးလိုက်တာ။အင်းဟုတ် relationship building လုပ်တဲ့သဘောမျိုးလား။ဟုတ်တယ်ဟုတ်တယ်။တဖက်လူကိုလေးစားမှုပြတာပေါ့ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်လိုက်တာ။ဒါမှသူဆက်ပြောမဲ့ပြင်းထန်တဲ့ဆုံးမစကားတွေကိုသူတို့ဘက်ကပို့ပြီးတော့အမ်နားထောင်ခြင်းစိတ်လက်ခံခြင်းစိတ်ချီလာမှာပေါ့လေ။ဟုတ်ပါတယ်။အခန်းငယ်လေးမှာ သင်တို့သည်ခရစ်တော်၌ရှိနေတော်ကြောင့်ဖျားသခင်သင်တို့အပေးသနာတော်မူသောခြေဆုတော်အတွက်ငါသည်သင်တို့အတွက်ငါ၏ဖျားသခင်ကိုအစင်မပြတ်ခြေဆုတော်ချီးမွမ်းနေဆိုတာကသူ၏စေတနာကိုပြနေတယ်လို့ပဲ။ဟွန်းပြီးတော့လေသူတို့ဘလောက်ပဲအားနိုင်နေပါစေခရစ်တော်ပြန်ကြွလာတဲ့အချိန်ဖျားသခင်ကသူတို့ကိုအဆုံးအထိခိုင်းခံစေမယ်အဖြစ်ကင်းစေမယ်ဆိုတဲ့မျှော်လင့်ချက်ကိုလည်းအခိုင်အငယ်ရှင်းမှာပေးထားသေးတယ်။ဒါကအဖြစ်တင်တော်မယ့်လူတယောက်ရဲ့အစာပြောပုံမျိုးမဟုတ်ဘူး။အေးအချက်ကတည့်ရည်ကြီးတာ။ ရှင်ဘောလူကပြဿနာတွေကိုမပြောခင်အခြေခံမှုတစ်ခုကိုယဉ်ချက်ပေးတယ်။အဲ့လာကပါလဲဆိုတော့အရာဟာလုံးကဖရာကြီးစုတော်နဲ့တစ္ဆာတီကြီးမှုအပေါ်မှာပဲမူတည်ရဲဆိုတာပဲ။ Okay ။သူတို့တော်လို့မဟုတ်ဘူး။သူတို့ကြိုးစားလို့မဟုတ်ဘူး။ဖရာရဲ့ကရုဏာခရစ်တော်ကြောင့်ရထားတဲ့အချိန်နေကြတာသူတို့ယစ်တည်နေနိုင်တာဆိုတာကိုယဉ်ဆုံးနားလည်စေချင်တာ။အဲ့ဒီအခြေခံပေါ်မှာသူတို့ရဲ့လွဲချော်မှုတွေကိုပြောတာကပိုပြီးအကျိုးသက်ရောက်မှုရှိတာပေါ့။ 比如别的马上嘞，朋友嘞，啥比那么了？啊 <noise>，看见沈阳的卡里头个花一来呢？好 <noise> 的，滴滴答答呗。出去买，你可别到那个戴戴文表了。年过了，等如些子命的，等年等月第二批，等到人啊，亲戚、闺蜜啊，亲戚、媳妇，谁都不重了，将事情跟重要了撇。岁数上了也，时间漫长，俺老的很也，学会一那么老个啊，买票了，俺的等到我戴到那时候一说呗，戴到来来来来，戴到呢，说不白费你钱了，对不个？啊，你可别到那个啊！ တင်းကြော်သားတွေကြားထဲမှာအုပ်စုတွေကွဲနေတာပဲစိတ်ဝမ်းကွဲပြားနေကြတာအခန်းငယ်စနစ်မှာရှင်းရှင်းလေးပြောရတယ်တချို့ကငါကပေါ်လူလူတယ်อืมပေါ်လူကအတင်းတော်တီထုံခဲ့သူဆိုတော့လေဟုတ်တယ်သူ့ကိုတန်ရော့စင်ရှိကြမှာပေါ့တချို့ကြတော့ငါကအာပေါ်လူလူတဲ့အာပေါ်လူဆိုတာကဟိုတမန်တော်ဝတ္ထုထဲမှာပါတယ်လို့ပဲလေစကားပြောရန်ကောင်းကျန်းစာလည်းအရန်ကျွမ်းတဲ့အလက်ဇန်ဒရီကပညာတတ်ကြီးလေသူဟောပြောခြင်းကြိုက်တဲ့သူတွေရှိမှာပေါ့ တခြားအုပ်စုတွေအောင်ရှိတယ်တယ်တချို့ကငါကကေဖာလူကေဖာဆိုတာပေတရုရဲ့အာရမိတ်နာမည်ပေါ့အော်ယေရှုရဲ့တပည့်ရင်ကြီးယေရုရှလမ်အသင်းတော်ရဲ့တိုင်းကြီးတတိုင်လူဆိုတော့သူ့ကိုလေးစားတဲ့သူတွေလည်းရှိမှာပဲပြီးတော့ဒါကအစိုးဆုံးလားအကောင်းဆုံးမွန်ဆန်လားတမသိဘူးတချို့ကငါကခရစ်တော်လူတဲ့အင်းအဲ့ဒါကကြီးလိုက်ရင်တော့မန်နေတယ်လို့ပဲနော်ဟုတ်တယ် ေါ်ရန်ကြည့်ရင်မှန်တယ်လို့ပဲဒါပေမဲ့အစကားရဲ့နောက်ွယ်မှာတခြားအုပ်စုတွေကိုအထင်သေးတဲ့သဘောကိုကိုကိုပို့ပြီးတန်ရှင်းတယ်ပို့ဝင်းရင်ရေးရကြတယ်ဆိုတဲ့မာနမိတိုင်နာကပေါနေနိုင်တယ်အချို့ကတော့အတင်းတော်ကလူသားခေါင်းဆောင်ရဲ့နာမည်တွေကို့အထင်အမြင်တွေကိုချေခံပြီးအုပ်စုတွေကွမ်းနေတာပဲဒါတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ချင်းနေပဲပါဝလို့အပလို့ကေဖာဆိုတာအလုံးကခရအမှုတော်ဆောင်နေကြတာခေါင်းဆောင်နေကြီးပဲလေဟုတ်တာပေါ့သူတို့ကိုယ်တိုင်ပြိုင်နေကြတာမဟုတ်တော့ဘူး ဒါဆိုဘာလို့သူတို့နောက်လိုက်တီကဒီလိုကွဲနေကြတာလဲဘာလို့ရှင်ပေါလုကဒီကိစ္စကိုဒီလောက်အရေးတကယ်ပြောရတာလဲဒီကွဲပြားမှုတွေကဘာကြောင့်ဒီလောက်ပြဿနာကြီးဖြစ်ရတယ်လဲဆိုတာကလေအဓိကကအာယုံစိုက်မှုလွဲသွားလို့ပဲအာယုံလွဲလာဟုတ်တယ်ခရစ်ယာန်ယုံကြည်ခြင်းရဲ့ဘဟုကယေရှုခရစ်တော်ဖြစ်ရမှာလေအခုကလူသားကောင်းဆောင်တဲ့ရဲ့အရေးချင်းတို့ဟောပြောပွန်တို့နောက်ခံတို့ဘသူပေါ်ပွားပြလာဖြစ်လဲဆိုတာတွေပေါ်ရောက်သွားတာအင်းပြီးတော့ကောင်းရင်သူမျိုးရဲ့ယဉ်ကျေးမှုရာ ဂရိတွေကပညာဆိုဖီယာနဲ့စကားပြောစွမ်းရည်ရက်ထရစ်ကိုတိတ်တန်ဖို့ထားတာဆိုတော့ဟောပြောကောင်းတဲ့အာပိုလိုလိုလူမျိုးကိုအထင်းကြီးပြီးလိုက်ကြတာမျိုးဖြစ်နိုင်တယ် ဟုတ်ကဲ့။အထင်သေးမှုတွေဖြစ်လာပြီးအသေးလော်ရဲ့အသက်ဖြစ်တဲ့စီလုံးချင်းကိုထိခိုက်ရော။အော်ဒါကြောင့်ကိုဒါကြောင့်ရှင်ဘောလူကအခန်းငယ်73မှာပြင်းပြင်းထန်ထန်မေးခွန်းနေမေးပြီးသူတို့အတွေ့ကိုစိန်ခေါ်တာပေါ့။ခရစ်တော်ဒီကွဲပြားတယ်လို့တဲ့။ဟုတ်တယ်။ယေရှုကတပါးရင်းနေဘာလို့သူနောက်လိုက်တွေကအုပ်စုတွေကွဲနေရတာလဲပေါ့။ပြီးတော့ပေါလူဒီတင်းတို့အတွက်လောဝါကတ်တိုင်မှာအသေးခံခဲ့တယ်လို့သူမဟုတ်တင်းတို့ဒီပေါလူ၏နာမ၌နှင်းချင်းခံထဲကြတယ်လို့ဆိုပြီးသူ့ကိုယ်သူပဲဥမာပေးမေးလိုက်တယ်။ ဒါသူတို့မားနေတဲ့အချက်ကိုတက်တက်ထောက်ပြတာပဲနော်အတိအကျပဲသူ့ရဲ့အချက်ကရှင်းတယ်သူတို့ရဲ့အာယုံကို လူတွေစီကနေအသေးခံပြီးရှင်ပြန်ထမြောက်တဲ့ခရစ်တော်စီကိုပြန်ပို့တည်ဖို့ပဲဟုတ်ကဲ့သူကသူ့ကိုသူဘလောက်နှိမ့်ချလဲဆိုရင် အခန်းငယ်ဆော်ဗေး15မှာလေသူကကိုရင်သူမှာလူများကြီးကို နှစ်ချင်းမပေးခဲ့တာကိုတောင်းကျေးဇူးတင်တယ်လို့ပြောတာသေးတယ်အဲ့ဒါဘာသဘောလဲဟင်ဒါက နှစ်ချက်မင်္ဂလာကိုအရေးမကြီးဘူးလို့ပြောတာလုံးဝမဟုတ်ဘူးနော်။သူစိုးရင်တာကသူ့နာမည်ကိုတုံးပြီးငါကပေါ်လူလက်ထဲမှာနှစ်ချင်းခံတာကွာ။ဆိုပြီးဂုံယူအုပ်စုဖွဲ့ဝါကြွားမှာကိုဆိုလို့ဟုတ်ဟုတ်တယ်။အဓိကကခရစ်တော်ပဲဖြစ်ရမယ်လူတွေမဟုတ်ဘူး။အဲ့ဒါကိုအတိအကျပြောချင်တာ။ရှင်းသွားပါပြီ။ လူကိုအခြေခံပြီးအုပ်စုဖွဲ့တာက အသိန်းတော်စီလုံးရင်းနဲ့တည်တည်ခံခြင်းကိုဘလောက်တောင်ထိခိုက်နိုင်လဲဆိုတာရှင်ပေါ်လူကပြင်းပြင်းထန်ထန်သတိပေးသွားတာပဲ။ကောက်ပြီ။ဒါဆိုဒီအုပ်စုဖွဲ့ရဲ့ပြည်တနာရဲ့အရင်းမေကိုပို့ပြီးနည်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 းကင်တွဲဖို့အခန်းငယ်၁၈ခဏအဆုံးထိသူ့ပါကိုဆက်ပြောတယ်လေ။လဝကတိုင်ကျုံကဘာလို့ဒီနေရာမှာပါလာရတာလဲ။ဟုတ်ကဲ့။ရှင်ပေါ်လူကဒီအုပ်စုထွေချင်းရဲ့နှုတ်ခွေကပိုနဲ့ဆိုင်တဲ့ပြည်ထနာကိုထောက်ပြချင်တာ အဲ့ဒါကဘာလဲဆိုတော့လောကီဉာဏ်ပညာကိုတံပိုးထားတဲ့စိတ်တယ်လောကီဉာဏ်ပညာဟုတ်တယ်ကောလင်တုအတင်းသားတွေကသူတို့ပတ်ဝန်းကျင်ကဂရိဉာဏ်ကျေးမှုလွှမ်းမိုးမှုကြောင့်လူအတွေးခေါ်တသနာကပိတာစကားပြောကောင်းတာတွေကိုအထင်ကြီးနေကြတာအဲ့ဒါကြောင့်အခန်းငယ်ဆက်ရှိမှအဓိကအချက်ကိုချပြလိုက်တယ် အကြောင်းမူကားလက်ဝါကတိုင်တော်၏တရားစကားသည်ပျက်စီးခြင်းသို့ရောက်သောသူတို့၌မိုက်မဲခြင်းသည်ကဲတင်ခြင်းသို့ရောက်သောငါတို့၌မူကားဖျားရခင်၏တန်ဖိုးတော်ဖြစ်၏ဆိုပြီးတော့လေ ီနေရာမှာတော်တော်လေး contradict ဖြစ်နေတဲ့အရှုထုံးတစ်ခုကိုတွေ့ရတယ်နော်အခန်းငယ်21 23မှာသူကယူရာလူမျိုးတို့ဒီနေမိုင်လက္ခဏာတို့ကိုတောင်းတကြ၏ဟေလန်တာလူမျိုးဂရိလူမျိုးတို့ဒီပညာကိုရှာတတ်ကြ၏ဟုတ်တယ်ငါတို့မူကလောဝါကတ်တိုင်မှာအသိခံတော်မူသောခရစ်တော်၏အကြောင်းအရာတို့ကိုဟောပြောကြ၏ထို့အကြောင်းအရာသည်ယူရာလူမျိုးတို့၌မောင်းယွင်းเสียဟေလတာလူမျိုးတို့၌ကမိုက်မဲเสียဖြစ်၏လို့ရှင်းပြလေအင်းဂျူးတွေတက်ကတော့သူတို့မျိုးလင်းနာမည်ရှိရာက တန်ဖိုးကြီးဖယင်ဖြစ်ရမယ်ရောမကိုအနိုင်ယူမဲ့သူပေါ့တစ်တိုင်မှာအဆက်တကွဲအသေးခံရတဲ့သူကသူတို့ကေဒင်ရှင်မဖြစ်နိုင်ဘူးဒါသူတို့တမောင်းရင်းစရာတိုက်လင်းစရာပေါ့ဟုတ်တယ်ဆမ်လင်ဘလော့ပေါ့ဟုတ်ခရစ်တီအတွက်ကြတော့သူတို့တန်ဖိုးထားတဲ့လူအသိဉာဏ် logic သဒ္ဒနာနဲ့ကြည့်ရင်ဖျားသားတော်ကေဒင်ရှင်ကဒီလို အားနဲ့အဆက်ရဖွယ်တေချင်းမျိုးနဲ့တည်တယ်ဆိုတာကအတိအပင်မရှိဘူးယူသွက်တယ်မိုက်မန်ရှင်း foolishness လို့မြင်နေ။အဲ့ဒီယဉ်ကျေးမှုနောက်ခံတစ်ခုကိုနားလည်လိုက်ရင်ရှင်ပေါလုဘာကိုဥတီနေလဲဆိုတာပိုရှင်းသွားတယ်။ကောရင်သူအထင်သားကြီး꽌လိကြတာကအဲ့ဒီလောကရဲ့တံပိုးထမှုတွေကိုအတင်းတော်တယ်ဆွဲသွင်းလာလို့ပဲ။အင်းဟုတ်။တချို့ကအာပိုလိုရဲ့ပညာနဲ့စကားပြောစွမ်းရည်ကိုကြိုက်ပြီးလိုက်တယ်။တချို့ကပေတရုရဲ့အခွင့်အာဏာယူနောက်ခံကိုပိုကြိုက်တယ်။ခရစ်တော်ကိုဘဟုမပြုတော့ပဲလောကကအထင်ကြီးရဲ့ရေချင်းကြီးကိုကြည်ပြီး လူတွေကို တိုင်းတာအုပ်စုဖွဲ့ရကြတာဟုတ်ကဲ့ဒီ channel မှာရှင်ပေါ်လူကထောက်ပြတယ်ဖះရဲ့လုတ်ဆောင်ပုံကလောကနဲ့တခြားစီပဲတဲ့ဖះကလောကအမြင်မှာ မိုက်မဲတယ်လို့ထင်ရတဲ့လဝါကတ်တိုင်တရင်စကားကိုတုံးပြီး လူတွေကိုကယ်တင်ဖို့ရွေးခဲ့တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဘာကြောင့်လဲဆိုတာကအရေးကြီးတယ်နော်။ရှင်ပေါ်တို့ကအခန်းငယ်27မှာဖျားသခင်ဤပညာတော်အတိုင်းလောကီတာတို့သည်မိမိတို့ပညာအဖြင့်ဖျားသခင်ကိုမသိတော့ကြောင်းဖျားသခင်သည်ယုံကြည်သောသူတို့ကိုဒေသနာတော်ဤမိုင်းမဲခြင်းအဖြင့်ကယ်တင်ခြင်းကအလိုတော်ရှိ၏လို့ရှင်းခါတယ်။ဆိုတော့လူညံတတ်တဲ့ဖျားကိုမသိနိုင်ဘူး။ဟုတ်တယ် ။တကြောင်ဖီးယားကလူအမြင်မှာမိုင်းမဲနီလန်အလဝါကတိုင်မှာအတီဟန်ချင်းကိုတုံးပြီးအဲ့ဒီမိုင်းမဲတဲ့သတင်းစကားကိုယုံကြည်သူတွေကိုကဲတင်ဖို့ရွေးလိုက်တယ်ဆိုတဲ့သဘောပေါ့။အတိကြပဲ။ပြီးတော့အဲ့ဒီမိုင်းမဲချင်းကယုံကြည်သူတွေအတွက်တော့တကယ်ဖျားရဲ့တန်ခိုးတော်နဲ့ပညာတော်ဖြစ်တယ်လို့အခန်းငယ်24မှာခိုင်ခိုင်မာမာပြောတယ်။ဟုတ်ကဲ့။ဒီအချက်ကိုပို့ပြီးခိုင်မာအောင်ရှင်ဘောလူကဖျားရဲ့ရွေးချယ်တဲ့ပုံစံကိုပါဆက်ရှင်းပြတယ်။အခန်းငယ်26ကနေ29ကိုကြည့်လိုက်ရင်လည်း ဟုတ်ကဲ့ကြည်ပါမယ်။ယံပညာရှိတို့သူတို့ကိုရှက်ကြောက်စေခြင်းကဘုရားသခင်သည်လော်ကီလူတို့တွင်မိုင်းမဲသောသူတို့ကိုရွေကောက်တော်မူပြီးအစွမ်းတတ္တိရှိသောသူတို့ကိုရှက်ကြောက်စေခြင်းကဘုရားသခင်သည်လော်ကီလူတို့တွင်အားနည်းသောသူတို့ကိုရွေကောက်တော်မူပြီး။အင်းဒါကကောရင်သူအသင်းသားတွေရဲ့လူမှုနောက်ခံကိုတိုက်ရိုက်ရည်ညွှန်းတယ်လို့ပန်တော့ဟုတ်တယ်သူတို့ကိုတိုက်ရိုက်ပြောနေတာသူတို့ထက်ကများစုကအခိဆာအယပညာတတ် လူကုန်ထအာနာရှိဂုံဒရေချီတဲ့ မဟုတ်ဘူးမဟုတ်ကြဘူးကျင်းတယ်လက်လို့လက်စားတယ်တာမန်လူရန်သားတွေများတယ်ဒါပေမဲ့ဖလားကအဲ့လိုလောကအမြင်မှာအေးမပါတဲ့သူတွေကိုတမင်ရွေးခဲ့တယ်ဘာကြောင့်လဲဆိုတော့ဟုတ်ကဲတင်ချင်းဆိုတာလူအေးချွန်းအဆင့်အတန်းဉာဏ်ပညာကြောင့်မဟုတ်ဘဲဖရားရဲ့ကြီးစုတော့တတ်တတ်ကြောင့်ပဲဖြစ်တယ်ဆိုတာကိုထင်ရှားစေခြင်းလို့မှန်ပါတယ်အဲ့ဒါကြောင့်လူသားကောင်းဆောင်တွေရဲ့အေးချင်းကိုကြည်ပြီးအုပ်စုဖွဲ့ဝါကြွားပြိုင်ဆိုင်နေတာဟာ ဖះရဲ့လှုပ်ဆောင်ပုံနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ပြောတာပေါ့ကဲဒါတကယ့်ကိုအဓိကအချက်ပဲဆိုတော့လေဒီကနေ့ရွေးကြည့်တဲ့မိခွန်သူထွက်လာတယ်တကယ့်ဉာဏ်ပညာဆိုတာပါလေလောကဟာတန်ဖိုးထားတဲ့လူတွေခေါ်စကားပြောကောင်းတာအောင်မြင်မှုလားဒါမှမဟုတ်ဖះရဲ့ဉာဏ်ပညာလူမြင်မှာမိုင်မဲပုံပေါက်ပဲမဲ့ကယ်တင်ခြင်းတန်ခိုးပါတယ်လောကတိုင်းပေါ်ခရစ်တော်လား ်ရှင်ဘောလူကအဖြေကိုအခန်းငယ်30မှာပြက်ပြက်သားသားပြေးထားတယ်ထိုဖျားသခင်အဖင်တင်တို့ဒီယေရှုခရစ်နဲ့တည်နေကြ၏ထိုသခင်မူကားဘုရားသခင်ထံတော်ကငါတို့ဖို့ပညာလည်းဖြစ်တော်မူ၏ဖြောင့်မတ်ခြင်းတန့်ရှင်းခြင်းရွေးနှုတ်ခြင်းလည်းဖြစ်တော်မူ၏ဟုတ်ကဲ့ဆိုလိုတာက ကျွန်တော်တို့တကယ်လိုအပ်တဲ့ဉာဏ်ပညာအစစ်ဖြောင့်မတ်ခြင်း တန့်ရှင်းခြင်းရွေးနှုတ်ခြင်းအားလုံးရဲ့ယံမြက်ကခရစ်တော်တပါးတည်းပဲဒီဆွေးနွေးမှုကနေတဆင့်ရှင်ပေါလုရဲ့အတွေ့အခေါ်အစဉ်စဉ်ရဲ့ဟူဖြင်းရှင်းခြင်းနဲ့ပြဿနာရဲ့အယံမြက်ကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်လာရပါတယ်ရှင်ဒီတော့လေဒီအခန်းကြီးတစ်ကကျမတို့လက်တွေ့ကျင့်သုံးဖို့မှတ်သားထားဖို့အဓိက အချက်တွေကိုပြန်ပြီးစူးစီးကြည့်အောင်ဟုတ်ကဲ့ the wise believers ကပြုဆိုထားတဲ့အချက်တွေရဆိုရင်ပထမတစ်ချက်ကစီလုံးချင်းကိုအသက်သွေးကြိုးလို့သဘောထားဖို့ပဲနော်ဟုတ်ကဲ့အတင်းတော်ထဲမှာဖြစ်တဲ့ယုံကြည်သူအတိုင်းဝိုင်းရဲ့ထဲမှာဖြစ်တဲ့ဘယ်လိုလူပုဂ္ဂိုလ်ကိုပဲအခြေခံဒီဖြစ်စေဘယ်လိုအတွေ့အခေါ်နီလန်꿰ပြမှုကိုပဲအခြေခံဒီဖြစ်စေအချင်းချင်းစိတ်ဝမ်း꿰စီမဲ့အောက်စုဖွဲ့စီမဲ့အရာတွေကိုတတိနဲ့ရှောင်ဖို့လိုတယ်အင်းအဓိကကခရစ်တော်ပဲဖြစ်ရမယ်ဟုတ်ကဲ့အလုံးရဲ့ဘဟုတ်ချက်ကခရစ်တော်ပဲဖြစ်ရမယ် ဒုတိယအချက်ကတော့လက်ဝါကတ်တိုင်ရဲ့တည်င်းစကားကိုတန်ဖိုးထားပြီးဂုဏ်ယူဖို့ပဲကျွန်တော်တို့ရဲ့ယုံကြည်ခြင်း၊ကယ်တင်ခြင်းကလောကကအထင်ကြီးတဲ့ပညာတို့အောင်မြင်မှုတို့ဂုဏ်နေပေါ်မှာမတည်မီဘူးတဲ့အချက်ကွဲတယ်လို့ထင်ရတဲ့ခရစ်တော်ရဲ့လက်ဝါကတ်တိုင်ပေါ်ကအတိတ်ခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းအဲ့ဒီပေါ်မှာပဲလုံးဝအခြေတည်ရမယ်လောကကဒါကိုမိုက်မဲတယ်လို့ပြောရင်တောင် ဒါဟာဖရာရဲ့အကြီးမြတ်ဆုံးတခိုးတော်နဲ့ပညာတော်အစစ်ဖြစ်တယ်ဆိုတာကိုယုံကြည်စိတ်ချစွာလက်ခံထားဖို့လိုတယ်။ နောက်ဆုံးတတိယချက်ကတော့ဖျားသခင်ရဲ့ရွေးကောက်ခေါ်တော်မူခြင်းကိုအမြဲနှိမ်ချစွာအတိအမှတ်ပြုဖို့ပါဟုတ်ပါတယ်ရှင်ပေါလုကကောရင်သူအထင်းသားတွေကိုသူတို့ရဲ့မူလလူမှုနောက်ခံအခြေအနေကိုပြန်သတိပေးသလိုပဲကျမတို့လည်းကိုယ့်ရဲ့ယုံကြည်ခြင်းကကိုယ့်ရဲ့ချင်းစူးစမ်းမှုကြောင့်မဟုတ်ဘူးဖျားရဲ့တနာချင်းရွေးချက်ချင်းယေရှုတို့တသက်ကြောင့်ဆိုတော့ကိုဘတော်မှမမိဖို့လိုတယ်နော်အင်းဒါကမာနာကိုထိမ့်ပေးတယ် ဟုတ်ကဲ့ဒါကမာနထောင်လွှားခြင်းနဲ့ကာကွယ်ပေးပြီးဘေးအရာမမလူအနေနဲ့ဝါကျွားเสียမှရှိပဲအရာရောထွက်ဖုံးအထီတွေကိုဖျားသခင်စီမှာပဲတင်ဆက်ဖို့ဖြစ်ပါတယ်အခန်းငယ်37မှာရှင်ဘောလူကျမ်းစာကို ပြန်ကိုးကားပြီးအဆုံးသတ်ထားတယ်လို့ပဲဝါကျွားတော်သူသည်ထာဝရဘုရား၌သာဝါကျွစေဟုတ်ပါတယ်ဒါတွေကိုချုပ်လိုက်ရင်ကောရင်သူပထမဆုံးအခန်းကြီးတည်းရဲ့အဓိက message ကရှင်းနေတာပဲ။ ခရစ်တော်ကိုဗဟုပြုပြီးစီးလုံးကြပါလောကီညာပညာနဲ့လူသားခေါင်းဆောင်တွေကို အထင်တကြီးအားမကိုကြနဲ့ဟုတ်ကဲ့လောကအမြင်မှာအားနေတယ်မိုင်းမဲတယ်ထင်ရပြီမဲ့ဖရာရဲ့တန်ခိုးနဲ့ပညာအစစ်ဖြစ်တဲ့လက်ဝါကတိုင်တည်င်းစကားကိုပဲအခိုင်အမာစုကင်ထားကြပါအင်းကိုရထားသမျှအားလုံးဟာဖရာရဲ့ကျေးဇူးတော်ကြောင့်ဖြစ်ကြောင်းအမြင့်အောက်မေ့ပြီးဖရာကိုပဲချီးမွမ်းဂုဏ်ပြုကြပါဆိုတာပါပဲ။ ဒီကျမလို့ဆွေးနွေးခဲ့တဲ့ကိုရင်သူအတင်းတော်အခြေအနေကိုပြန်ကြည့်ရင်လေ သူတို့ကြုံခဲ့ရတဲ့အောက်စုဖွဲ့တာတွေလောကီတန်ဖိုးထားမှုတွေကိုအတင်းတော်ထဲယူလာတာတွေအဲ့ဒီပြဿနာတွေကဒီနေ့ခက်နေလဲတော်တော်ဆက်ဆက်နေတယ်လို့ပဲเนาะဟုတ်တယ်ဆက်ဆက်နေတော့မယ်ကျမတို့ရဲ့အတိုင်းအဝိုင်းနေအဖွဲ့အစည်းတွေအတင်းတော်တွေထဲမှာရောဒီလိုလူပုဂ္ဂိုလ်ကိုအခြေခံနေဆွဲလန်းမှုတွေဒါမှမဟုတ်အသွေးခေါ်လောက်ပုံကိုင်မှုပွဲပြမှုအပေါ်မူတည်သည်အချင်းချင်းပိုင်းခြားတာတွေကဘလို့ပုံစံမျိုးတွေနဲ့ရှိနိုင်မလဲอืม စဉ်းစားစရာပဲဘလို့အရာတွေကကျမတို့ကိုလည်းခရစ်တော်ဆိုတဲ့အကြီးကဘ ਹੁ ချက်ကနေတွေ့ဖြည့်သွားစေနိုင်မလဲလောကရဲ့ဆန်နှုန်းနေဉာဏ်ပညာလို့ထင်ရတဲ့အရာတွေကိုမတိစိတ်ကနေပို့ပြီးဦးစားပေးမိစေနိုင်မလဲဒါကတော့လေကျမတို့တူးချင်းစီဆက်ပြီးစင်ကျင်သုံးဆက်တော်ဝတ်တွေမိကွန်းတခုအဖြစ်ချန်တာခဲ့ကြပါတယ်ရှင် ကောင်းနေမိကွန်းပါပဲဆက်စင်းစားဖို့လိုအပ်တဲ့အချက်ပါ